အားလုံးပဲမင်္ဂလာပါရှင်။ Our Victory YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဖြူဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာမင်းလူရေးသားထားတဲ့ဂန်းကော်နီဆိုတဲ့ဝတ္ထုကိုအပိုင်း၁၁အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဂန်းကော်နီအပိုင်၁၁ဆိုချစ်သည်ဂန်းကော်ပင်ပေါ်မောကြည့်လိုက်သည်။မနက်ရောင်နီပြုတ်လာချိန်ဖြစ်တော်လေ။ အမောင်ရိတ်ကမပြေသည် အပေပေါ်ကိုထင်သာမြင်သာမရှိကျောင်းကပွဲမှာလူပြက်ကလေး မောင်ရွှေရိုးတချင်းတယုတ်ဖော်သည် အလွန်နာမည်ကြီးသွား၏လူကြိုက်လည်းများသည်ဆိုချစ်ခမားအရေးပေါ်ဝင်တရုတ်ဆောင်ရလိုက်ခြင်းဖြစ်တော်လေပြပြပြမြင်ဖြစ်သွားခဲ့သည်ဒီနောက်မှာတော့ကျောင်းမှာဖြစ်တတ်တဲ့ထုံးစံအတိုင်းသူ့ကိုမောင်ရွှေရိုးဟုခေါ်ကြတော်သည်ပြီးတော့ ဟေးမောင်ရွှေရို့ချစ်စပယ်နဲ့မင်္ဂလာမဆောင်သေးဘူးလားဟုတ်နောက်ကြပြောင်ကြသည်ဒီတိုင်းဆိုရင်မေရီအောင်ကိုလည်းချစ်စပယ်ဟုကင်မွန်တက်ကြမှာတေချာသည် မောင်ရွှေရို့နဲ့မင်္ဂလာမဆောင်သေးဘူးလားဟုတ်အမေးခံရသလားတော့မပြောတတ်ဆိုချစ်သည်မေရီအောင်နှင့်ဆုံမိတဲ့အခါမျက်နှာပူပြီးရှက်နေတတ်သည်မေရီအောင်ကတော့တိတ်ထူးထူးခြားခြားမရှိလားဟိုအရင်ကလိုပင် ဆိုးချစ်ကိုပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးဆက်ဆံသည်တခုထူးခြားတာကတော့ဆိုးချစ်သည်ဟိုအရင်ကခင်မေတင်းနှင့်အစခံရလျင်စိတ်ဆိုးတတ်သည်အခုမေရီအောင်နှင့်အစခံရတဲ့အခါကျတော့စိတ်မဆိုးမီရှက်မိတာတခုပဲမအောင်ဒီလိုဖြစ်ရတာလဲဟုသူ့ကိုယ်သူပြန်မေးသည်ရပ်ပေါင်းများစွာကြာအောင်ဆန်းစစ်အပြေရှာခဲ့သည်နောက်ဆုံးတော့ အဖြေတစ်ခုကိုရသည်မေရီအောင်ကို သူစိတ်ဝင်စားမိပြီတို့ရတွင် ခုချိန်မှာဓာရီကိုဥစားမပေးတင်သည်ဆယ်တန်းဆာမေးပွဲအောင်ဖို့ကအဓိကဆာမေးပွဲ ဖြည့်ပြီးမှဆက်စင်းစားမိခုလောလောဆယ်မှာတော့သူ့ဘက်ကသဘောထားကို အရေးအယောင်ပြယုံလောက်ဆိုတော်ပြီထို့ကြောင့်ပင်ဒီကန်းကောပင်ကြီးအောက်ကို ရောက်ရှိနေခြင်းဖြစ်၏ဒီပင်ကြီးက တခြားအပင်တွေထက်စောပြီးဝင့်တတ်သည်စောတဲ့အထဲမှာအူအူဖြဖြားဆိုပို့ပြီးတံပိုးရှိသည်ငငယ်တုံးကခင်မင့်တင့်ခူးခိုင်းလို့ဂန်းကိုဦးကိုတခါခူးပေးခဲ့ဘူးသည်ဂန်းကိုဦးဆိုတာကလည်းညံ့ညာဆဆမပွင့်တတ်တခါတလေထူးထူးခြားခြားတပွင့်တဲ့ဖြစ်ချင်ဖြစ်တတ်သည်ပြီးတော့အစာဦးမှာတပွင့်နှစ်ပွင့်တဲ့စွန့်စွန့်ဆဆပွင့်ရတော့ကြောင်လားမသိဘူး တိရွက်တွေချာမှာ ပုံးရှိုးပွဲရှိုးပွင့်နေတတ်သည်မင်းညနေကရှာကြည့်တော့အပင်ရဲ့အရှိတ်ချမ်းမှာအဖူးကလေးတွေဟိုချားထီချားတွေ့ရသည်ဒီမနက်ဆိုရင်တော့တချို့ပွင့်နိုင်တော့သည်ဒီလိုဥဥဖြားဖြားရှာရှာပါပါခန်းတော်ပန်းကို လက်ဆောင်ပေးနိုင်လျင် သူ့သဘောထားကိုခံမှန်းနိုင်ပြီဒါကြောင့်လေသူများထက်ဦးအောင် မနက်ဝေလီဝေလင်းကလေးကထပြေးလာခဲ့ခြင်းဖြစ်သည်ပေါင်ရိပ်တန်းနေတုံးမူမြင်သာထင်သာမရှိသည်တို့ရာတွင်ကိစ္စမရှိသူမှလက်နှိပ်တံမီပါသည်ဖိုစင်အပင်ပေါ်မှလှုပ်ရှားတန်ကြားရသည်တရွက်များပို့တိုက်သောအတန်ရှင်းတကောင်ပဲဖြက်ပြေးသလားအိတ်တန်းတက်နေသောငှက်တွေပဲအိယာကနိုးလိုလှုပ်လှုပ်ရွရွဖြစ်နေသလား အတန်ကြာရာကိုလက်နှိပ်ဓမီနှင့်ထိုးကြည့်သည်သူအံ့ဩသွား၏အပင်ပေါ်မှသူ့ထက်ဦးတဲ့လူတယောက်ရောက်နေသည်အောက်ကလက်နှိပ်ဓမီနဲ့ထိုးတာဘယ်ကောင်လဲကွာအပေါ်ကလမ်းဩသည်ပန်းရောက်တဲ့ကောင်လေးတယောက်လို့ထင်နေတာမဟုတ်အတန်ကသူရင်းနှီးပြီးသားအတန်ထိုးကြောင်းမျက်နှာကိုမြင်သာအောင်ရွှေ့ပြီးမီးထိုးကြည့်တော့ဟာဟဲ့ကောင်မြင့်ကြည့် စိုးချစ်လားမင်းဘာလာလောက်တာလဲမင်းရောခန်းကောပန်းလာခုတာလေမမြင်ဘူးလားမင်းရောငါလဲပန်းလာခုတာပဲအမေအကြံတူနေပါလားတက်ခက်လေကွာဒါမှမဟုတ်မင်းအတွက်ပါခုပေးရမလားနေပါစေငါဘာသာခုမယ်စိုးချစ်ကလက်နှိပ်တမီးကိုခါးမှာထိုးလိုက်ပြီးအပင်ပေါ်တက်သည်ငင်းကြီးနှင့်ရှင်လျက်ရှိသောအကိုင်းပေါ်ရောက်တော့အပွင့်နေတွေ့လားဟုတ်မေးသည် ြင်းကြီးကမတွေ့သေးဘူးကပေါင်နေတော့စန်းတဝဝနဲ့တော်ပဲကွာမင်းမလက်နဲ့တမီပါလာတာနဲ့မင်းမီးထိုးပေးကွာငါခုမယ်အမေတကယ်လို့တပွင်နဲ့ရှင်မင်းကခုပြီးယူသွားမှာပေါ့တပွင်နဲ့ရှင်မင်းကိုပေးမယ်ကွာဟုတ်ပြီလားစိုးချစ်ကခေါင်းညိတ်ပြီးလက်နဲ့တမီနဲ့ဟိုဒီထိုးပြီးရှာသည်ကံအားလျော်စွာနှစ်ပွင့်အတီကြရသည်ခန်းတော်ပင်ပေါ်မှဆင်းလာကြပြီးနောက်မြင့်ကြီးက ကဲတရားမျှတအောင်ငါလုပ်ပေးမယ်မင်းဟိုဘက်လှည့်ဟာဘာလုပ်ဖို့လှည့်ရမှာလဲဩဘသူကဘယ်အပွင့်ယူမလဲဆိုတာရွေးမယ်လေကွာငါကလက်တစ်ဖက်စီမှာပန်းတစ်ပွင့်စီကင်ထားမယ်မင်းကဟိုဘက်လှည့်ပြီးဘယ်လားညာလားပြော ဆိုချစ်ကတစ်ဖက်သို့လှည့်သည်ထို့နောက်ဘဲဟုပြောပြီးပြန်လှည့်လိုက်သည်မင်းကံကောင်းတယ်ကွာဘဲဘက်ကအပွင့်ရပိုကြီးတယ်ဆိုပြီးဆိုချစ်ကိုလှမ်းပေးသည်ဆိုချစ်က ပန်းပွင့်ကိုလှမ်းယူရင်ဒါနဲ့နေပါဦး။မင်းကဒီပန်းကိုဘသူ့ပေးမလို့လဲ။ရေဒီယာခြေမလို့လား။ဟဲ့ရေဒီယာခြေဖို့ဆိုရင်ဒီလောက်အစောကြီးဒုက္ခခံပြီးလာခုပါမလားကွ။အေးကွာဟုတ်သားပဲ။နေစမ်းပါဦး။မင်းကရောဘာကြောင့်အစောကြီးလာခုရတာလဲ။ရေဒီယာခြေဖို့တော့မဟုတ်တော့ပါဘူးနော်။စိုးချစ်ကရဲကျဲကျဲလုံနေလိုက်၏။စိုးချစ်သည်ထိုကိစ္စကိုတငယ်ချင်းတွေကိုအတိမပေးခဲ့။ ိုကောင်လေးတည်သွားလျင်ဝိုင်းဟားမှာဆိုသည်ဂန်းကောပန်းလေးတပွင့်ရားဖို့များအေးရေးပြက်ခံပြီးတကူးတကအသွားခုရတယ်လို့ကွာဟုလှောင်ခြင်းလှောင်ကြလိမ့်မည်နောက်တစ်ချက်ကလည်းမေရီအောင်လိုတချောင်းလုံးဤစတားတယောက်နဲ့ရှင်ကြည့်လျင်သူ့ဘက်ကအားနေနေတာလဲတချောင်းတကယ်လို့သူပေးတဲ့ပန်းကိုမေရီအောင်ကမယူဘဲညင်းခဲ့လျင်ရှက်စရာကြီးဖြစ်မှကြောက်တာလဲတချောင်း မေရီအောင်ကတနင်္ဂနွေနေ့မနက်ဆိုရင်လမ်းလျှောက်ထွက်လေရှိ၏ပြီးလျှင်ဈေးထဲဝင်ပြီးသူ့အတွက်လိုအပ်သောပစ္စည်းကလေးတွေဝယ်တတ်သည်သူ့အပြန်ကိုစောင့်ပြီးခန်းတော်ပန်းပေးမည်ဟုစိတ်ကူးထားသည်တိုက်တိုက်ဆိုင်ဆိုင်ပြီးဒီတနင်္ဂနွေမနက်မှာမှခန်းတော်ပန်းကလည်းစပွင့်သည်အဆကောင်းတဲ့အတိတ်နမိတ်ပါပဲခန်းတော်ပန်းခုပြီးနောက်အိမ်ပြန်သည်ဝေစားလဲသည် ဂန်းကောပန်းကိုပန်းစင်အောင်ပြုလုပ်သည်အရွက်နှစ်ရွက်လဲခြံထားသည်ပန်လို့အနေတော်ဖြစ်အောင်ဖြတ်သည်ထို့နောက်မေရီအောင်ကိုစောင့်မိနေရာဖြစ်သောရေတွင်းပြည့်ကြီးစီသို့ထွက်လာခဲ့၏သူအံ့ဩသွားသည်ရေတွင်းဘောင်ပေါ်မှာသူ့ထက်အရင်ဦးအောင်ရောက်ပြီးထိုင်နေသူတယောက်ရှိနေ၏တခြားသူမဟုတ်မနက်ကပန်းတူခူးခဲ့သောမြင့်ကြည်ပင်ဖြစ်၏ သူ့လက်ထဲမှာလဲခန်းငော်ပန်းတပွင်ခေကောင်မင်းဘာလုပ်နေရလဲစိုးချစ်ကမေးသည်မြင့်ကြီးကလည်းစိုးချစ်လက်ထဲကခန်းငော်ပန်းကိုမြင်သွားပြီးမင်းလိုပဲလာဆောင်နေတာပေါ့ကွာစိုးချစ်စိုးရိမ်သွားမိ၏မင်းကဘသူ့ကိုဆောင်တာလဲနောက်တော့တီးရမှာပေါ့ကွာဟုတ်မြင့်ကြီးကပြောရင်ခန်းငော်ပန်းကိုအားပါတရနမ်းရှုပ်လိုက်၏ စိုးချစ်လေရေတွင်ပေါင်းပေါ်တက်ထိုင်သည်သူစိတ်ထဲမှာမတင်မကြကြီးဖြစ်နေသည်မေရီအောင်ကိုသူခန်းတော်ပန်းပေးတာကိုမြင့်ကြီးတည်သွားလျင်လူတကာကိုရှောက်ပြောတော်မည်ကျော်စင်ဦးတို့မင်းတီဟာတို့ပါတည်ကုန်တော်မည်လူမတိစေခြင်းလို့မြို့ဝတ်ပြီးကြံစီခဲ့ကမှာမင်းကရောဘသူ့ကိုပန်းပေးမှလဲမြင့်ကြီးကမေးသည်ဟိုတင် တငယ်ချင်းတယောက်ပါကွာ။ तू อ่ะအင်းဂန်းကောပန်းကြိုက်တယ်ဆိုလို့ဟုတ်ပြီးစလွယ်ဖြေသည်။မြင့်ကြည်ကရယ်လိုက်ပြီ။ဟာဟာဟာတငယ်ချင်းကိုပေးဖို့ဂန်းကောပန်းကိုမနဲ့အစောကြီးဒုက္ခခံပြီးထခုရယ်ဆိုတာမဖြစ်နိုင်ပါဘူး။ငါကတော့ရှင်းရှင်းပဲဟိအချစ်ကလေးကိုပေးမလို့။ထို့ခိုက်တန့်တွင်စိုးချစ်တစုံတစ်ခုကိုတွေးမိပြီးစိုးရိမ်စိတ်ဝင်လာသည်။ဟဲ့ကောင်မြင့်ကြည်မင်းငါ့ကိုမှတ်မှန်ပြောကွာ။ မင်းလက်ထဲကခန်းကောင်ပန်းကဘသူ့ကိုပေးဖို့လဲပြောနေစရာတော့မလိုတော့ပါဘူးကွာလူကိုယ်တိုင်တော့မြင်ရတော့မှာပဲဟာပုံမှလာနေပြီလေကွာညင်ကြီးကမင်းငော့ရင်ပြောသည်သူညှို့ပြရာသို့ကြည်လိုက်တော့ဒီဘက်ကိုလျှောက်လာနေတာမေရီအားသူတယောက်တည်းမဟုတ်ဘေးမှာပါလာသူကခင်မေတင်ဟာဖေကမင်းမင်းမင်းဘသူ့ကိုပန်းပေးမှာလဲဆိုချစ်6666မေးသည် မြင့်ကြီးကပြန်မဖြေပဲပြုံးစီစီသာလုံနေ၏မေရီအောင်တို့ကหนีလာပြီဟဲ့ကောင်ပြောလေမြင့်ကြီးပြောပါกว่าဘသူလဲစိုးချစ်ထူပူပြီးရောင်ကန်းကန်းဖြစ်နေတော့မြင့်ကြီးကရေတွင်းပေါင်ပေါ်မှခုံဆင်းပြီးမေရီအောင်တို့စီလျှောက်သွားသည်သူတို့ကလည်းစိုးချစ်တို့ကိုမြင်ပြီးပြုံး၍နှုတ်ဆက်သည်ထိုအချိန်တွင်မြင့်ကြီးကအနားရောက်သွားပြီး ဘာထိုင်လုံးနေကြရလဲမေရီအောင်ကမေးသည်မြင့်ကြီးကမေရီကိုခန်းတော်ပန်းလက်ဆောင်ပေးမလို့စောင့်နေတာယော့ဆိုပြီးမေရီအောင်ကိုလှမ်းပေးသည်မေရီအောင်ကဘာမှထူးခြားဟန်မပြသူ့အဖို့တော့ဒါမျိုးကရိုးနေပြီဟုတ်လား thank you ဆိုပြီးမြင့်ကြီးကမ်းပေးသည့်ခန်းတော်ပန်းကိုလှမ်းယူသည်ဒီခါကျမှဆိုချစ်လေရောင်ချာချာလောက်ရင် အနာကိုရောက်လာသည်သူ့လက်ထဲကခန်းကောပန်းကိုမြင်တော့ခင်မေတင့်အင်ဒရီမဆယ်နိုင်ခန်းကောပန်းမြင်ရင်အယူမှုဖြစ်တတ်တဲ့ထုံးစံအတိုင်းဟဲခန်းကောပန်းအခြေအနေကအတော်ရှုပ်ထွေးသွားသည်ယောက်ျားလေးနှစ်ယောက်ကခန်းကောပန်းတပွင့်စီကင်ပြီးစောင့်နေသည်မိန်းကလေးနှစ်ယောက်ရောက်လာသည်ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုခန်းကောပန်းပေးလိုက်သည်ထိုအခါ ယောက်ျားလေးတယောက်မိန်းကလေးတယောက်နှင့်ဂန်းငော်ပန်းတပွင့်ကြံသည်ထိုမိန်းကလေးကလည်းဂန်းငော်ပန်း crazy အဲ့ဒီဘန်းကဘသူ့ဖို့လဲဟင်ခင်မေတင်းကမျော်လင့်တကြီးလေးတန်းဖြင့်မေးသည်ဟိုဟိုစိုးချေရောင်နာနာဖြစ်နေတော့မြေကြီးကဝင်၍ဘသူ့ဖို့ရှိရမလဲနင့်ဖို့ပေါ့ဟုတ်တယ်မဟုတ်လားစိုးချေဟုတ်အဲနေယူချင်ယူလိုက်လေဟမ်တကယ်လား စိုးချစ်ကပန်းကိုပေးရမှာနှမျောနေသည်ထို့ကြောင့်ဒီအတိုင်းကြီးကင်ထားမိ၏ခင်မေတင့်ကရှေ့တိုးလာပြီးလက်ထဲကပန်းကိုဖြက်ခနဲယူလိုက်သည်သူမျက်နာပေါ်ကအပြုံးကတော့ပန်းတစ်ဝင်းကိုယူလိုက်တာထက်ပိုပြီးအထိပယ်ကျဲဝန်းနေ၏စိုးချစ်ကခင်မေတင့်ကိုခန်းကောင်ပန်းပေးတဲ့ကိစ္စကမာရီမဆိုင်မဲတည်င်းပြန်သွားသည်ခင်မေတင့်က အိမ်တော်မပြန်နိုင်သေးပဲဝိုင်းဝိုင်းစီဝင်လာပြီးဝမ်းသာအားရသတင်းပေးသွားတာကိုဝိုင်းဝိုင်းကတဆင့်နမ်းမွေပြီးတော့ကျော်စင်ဦးနဲ့မင်းတီဟာပါတည်သွား၏မင်းကွာတော်တော်ပြီးရဲ့ကငါတို့တော့လုံးဝမရိပ်မိဘူးဟုတ်ကျော်စင်ဦးကပြောသည်ဟာဘာလဲကွာဘာလဲပြောနေရလေစိုးချစ်ကပြန်မေးသည်မင်းတီဟာက ခင်မင်းတင်းကိုခန်းတော်ပန်းပေးတဲ့ကိစ္စပေါ့ကွာဒါဟာမင်းရင်ထဲကပြောချင်နေတဲ့စကားကိုတင်ကေတာနဲ့ပြလိုက်တာပဲမဟုတ်လားမဟုတ်ရပါဘူးကွာရိုးရိုးခင်လို့ပေးတာပါဖြစ်နိုင်ဘူးတငယ်ချင်းလို့ခင်လို့ပေးတာဆိုရင်ဒီလောက်အပင်ပန်းခံပြီးမနဲ့အစောကြီးထခုပေးမှာမဟုတ်ဘူးငါမနဲ့အစောကြီးထခုပေးတာမဟုတ်ပါဘူးဟိုလာမဖိတ်နဲ့မြင့်ကြီးကပြောပြပြီးပြီမြင့်ကြီးဆိုတော့မှာ သူပြောခဲ့တဲ့စကားတခုကိုသတိရပြီးထပ်ဖြီးဖို့စူးစမ်းကြည့်သည်ငါကရေဒီယာချိတာပါကဘေဒင်ကဟောထားလို့လုံးမနေနဲ့ရေဒီယာတွေဘာတွေမင်းဘယ်တော့ယုံဘူးလို့လေမယုံတဲ့ပြင်ဒါတွေဟာအယူသီးမှုတွေပါလို့တောင်ဆုံးချခဲ့သေးတယ်မဟုတ်လားမင်းတို့ထင်နေသလိုမဟုတ်ပါဘူးရိုးရိုးသားသားပါကဆိုးချစ်ရမင်းကတော်တော်ရှက်တတ်တဲ့ကောင်ပဲဒီလောက်ခင်တဲ့တငယ်ချင်းတွေ ရှုံနေကြမလို့ပါဘူးကွာတကယ်ဆိုရင်ငါတို့ကဝမ်းသာပြီးတော့တောင်အားပေးရအောင်မှာပါဘလို့အကြောင်းပြလို့မှရမှာမဟုတ်အမှန်တိုင်းပြောလို့လည်းမဖြစ်မေရီအောင်ကိုပေးဖို့ဟာဟိုကောင်မြင့်ကြီးကဥသွားလို့ခင်မေတင်းကိုပေးလိုက်ရတာပါဟုပြောလိုက်လျင်တစ်ချက်ကနေနှစ်ချက်ဖြစ်တော်မီမေရီအောင်ကိစ္စကိုပါဖြောက်ချက်ပေးသလိုဖြစ်တော်မီမြင့်ကြီးကလည်း ေရီယန်ကိုဂန်းကောပန်းပေးတာယူသွားကြောင်းကြွားရင်ဆိုချစ်ကလည်းခင်မေတင်ကိုပန်းပေးသေးတယ်ဆိုတာမျိုးရှောက်ပြောမှာတေချာသည်ဒီကောင်ကသူနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်ကြားတဲ့သတင်းမှန်သမျှလူတကာကိုရှောက်ပြောတာမျိုးသိဝါဒနာပါသည်ခုလောက်ဆိုရင်ဒီကိစ္စကိုတန်းခွဲအားလုံးနှီးပါလောက်သိကုန်ကြတော့မည်ပိုဆိုးတာကခင်မေတင်ကိုယ်တိုင်ကြောင့်ပဲဖြစ်သည်သူကဆိုချစ်သည် သူ့ကိုတကယ်ပဲစိတ်ဝင်စားနေသောကြောင့်အချက်ပြလိုက်ခြင်းဖြစ်သည်ဟုယူဆနေသည်ဒီလိုထင်မယ်ဆိုလဲထင်เสียရပဲဆိုချစ်သည်ငငယ်တော့ငါတခါဂန်းငော်ပန်းတက်ခုပေးခဲ့ဘူးသည်အပင်ပေါ်ကပြုတ်ကျပြီးမေးစိကွဲသွားလို့တော့ခင်မေတင့်တည်င်းသွားမေးစာရွေကူးပေးလိုက်ရသည်သည်အတန်းကြီးလာသောအခါဆိုချစ်ကသူ့ပေါ်တဲ့ရင်ရင်နီနီမဆက်ဆံပဲနေခဲ့လို့ စိတ်မကောင်းဖြစ်ရသေးသည်လက်စားတတ်တော့စိုးချေဘက်ကမယိုးသားလို့စိတ်မလုံးမလဲဖြစ်ပြီးရှောင်နေခဲ့တာကိုဟုခင်မင်းတင်ဘက်ကယူဆသွားတာတဘာဝကြသည်ဝိုင်းဝိုင်းတို့နမ်းမွေးတို့ကလည်းဒီတိုင်းပဲသုံးသက်ကြသည်စိုးချေဆိုတဲ့ကောင်ကဒီလိုကိစ္စမျိုးမှာအရှက်ကြောက်ကြီးတတ်တယ်တကယ်တော့ခင်မေတင်ကိုစိတ်ထဲကကြိတ်ပြီးစိတ်ဝင်စားနေတယ်ခုတော့မနေနိုင်လို့ ူ့သဘောထားပွင့်အံလာတာပြီးတော့မှရှက်ပြီးအကြောက်ကန်ညင်းနေတာဟုတွက်သည်ခင်မေတင်းကတော့လုံးဝကိုယုံကြည်ထားလိုက်ပြီးစာမေးပွဲနှီးနေလို့သာဒီလောက်ပဲအရေးမြုပ်ပြထားတာစာမေးပွဲပြီးမှသူ့ဖွင့်ပြောလိမ့်မည်ဘာပဲဖြစ်ဖြစ်စိုးချစ်တယောက်ဒီဘက်ဆက်ရောက်ပြီးကျောင်းစာဘက်မှလင်ဟင်းမှလဲစိုးရင်သည်ထို့ကြောင့်စိုးချစ်ကိုစိုးချစ်နင့်မှာစာရီစုံရဲ့လား ငါကူးပေးရအောင်မလားဟုမေးသည်စိုးချစ်ကရပါတယ်မလိုပါဘူးဟုဒုံတိတိကြီးပြန်ဖြေသည်ငါလည်းရမလှလို့လားတသက်ရရဖြစ်အောင်ကူးပေးမှာပါဟစိုးချစ်ကခေါင်းခါသည်ခင်မေတင့်သည်စာမေးစရာရှိလို့ဟူသောအကြောင်းပြချက်ဖြင့်စိုးချစ်တို့အိမ်ကိုသွားသည်စိုးချစ်ကငါရှင်းမပြတတ်ဘူးဆိုပြီးခါထုတ်သည်တို့ရာတွင် ဆိုချီဤအမရိနှမရိကခင်မေတင်းကိုခင်ကြားသဖြင့်ဆိုချီဟိုကအားကိုတကြီးနဲ့လာတာကိုနင်ကပြပြခါခါလောက်ရသလားပညာဆိုတာဖြန့်ဝေပြီးမှတန်ဖိုးရှိတာဟုတ်ဝိုင်းပြောသောကြောင့်အောင်တတတ်နှင့် ရှင်းပြရသည်ခင်မေတင်းကတော့ကျေနပ်နေသည် တခါတော့အရေးစွန်ပြီးပြောလိုက်၏ဆိုချီရဲ့နောက်ကိုခုလိုမှောင်မှောင်မဲမဲထဲမှာခန်းကိုပန်းတက်မခိုးပါနဲ့ဟာ နစ်စေတနာကိုတော့ငါတန်မိုးထားပါတယ်။ဒါပေမဲ့ငငယ်တုန်းကလို့အပင်မော်ကပြုတ်ကြမှာစိုးရင်လို့ပါ။ခန်းတော်ပန်းကိုငါယူမှုကြိုက်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့နင်းအတွက်အန်ဒီရဲ့ရှိမယ်။နင်းပင်မမ်းမယ်ဆိုရင်တော့ခန်းတော်ပန်းမပန်ရလဲနေပါစေတော့။ဟုတ်စေတနာစကားဆိုသည်ဆိုချစ်ကလည်းသူ့အိဗယ်နဲ့သူအေးပါနောက်ကိုမခူးတော့ပါဘူးဟုတ်ပြောသည်ဒါကိုခင်မေတင်းက စိုးချစ်ကငါစကားနားထောင်နေဟာတိလားဟုဝိုင်းဝိုင်းတို့ကိုဂုံယူစွာပြန်ပြောလေသည်စိုးချစ်မှာတော့နေမထိထိုင်မသာဖြစ်နေရ၏နေထင်သလိုမဟုတ်ဘူးလို့ခင်မေတင်းကို ပြောဖို့လည်းမဖြစ်နိုင်ငါကတငယ်ချင်းလိုရိုးရိုးခင်လိုပေးတာပါ ပြောရအောင်ကလည်းယုံတိမရှိခန်းတော်ဦးကိုတကူးတခါခူးပေးတာဟာတငယ်ချင်းသဘောထက်ပိုကြောင်းထင်ရှားနေသည်အမှန်တိုင်းပြောပြန်ရင် မေရီအောင်ကိစ္စကပါလာတော့မည်။ပိုပြီးအထိနာတာကမေရီအောင်နှင့်ပတ်သက်လို့ပဲဖြစ်၏။မေရီအောင်အမြင်မှာစိုးချစ်သည်ခင်မေတင့်အပေါ်စိတ်ဝင်စားမှုရှိနေပြီဟုယူဆစရာဖြစ်သွားမှတေချာသည်။ခုချိန်ကြတော့မှအမှန်ကဂန်းငော်ပန်းကိုနင့်ကိုပေးမလို့ဟိုကောင်မြင့်ကြီးကဥသွားလို့ခင်မေတင့်ကိုပေးလိုက်ရတာ။ဟုတ်ပြောလိုက်လို့လည်းမဖြစ်။တယောက်ကိုပေးခွင့်မရတာနဲ့ပဲ။ မောင်တယောက်ကိုအလွဲတကူလွှဲပေးလိုက်တဲ့လူစားမျိုးဟုထင်စရာဖြစ်သွားမည်။နောက်တစ်ခုကတော့ယင်းကြည်ကိစ္စ။ယင်းကြည်သည်မေရီအောင်ကိုစက်ကြိုးစားတော့မှတေချာသည်။မိန်းကလေးတယောက်ပေါ်တခြားပြိုင်ဘက်တူနှင့်အတူရှင်လူရမမျိုးကိုစိုးချစ်မလိုလား။ပြီးတော့ယင်းကြည်သည်ဟောင်းဖွားဟောင်းဖွားလှုပ်တက်တာကလွဲလျင်စိတ်ရင်းကောင်းသူဖြစ်၏။ထို့ကြောင့်ယင်းကြည်ကိုပင် ဦးစားပေးလိုက်တော့မည်ဟုစိတ်ကူးသည်ခင်မေတင့်ကိစ္စကိုလည်းအေးအေးဆေးဆေးမှအမှန်တိုင်းရှင်းပြတော့မည်လလောဆယ်စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုကိုဦးစားပေးရမည်ဒီကြားထဲမှာမြင့်ကြည်နှင့်မေရီအောင်တို့တည်င်းကိုကြားရသည်မြင့်ကြည်ကတရက်မှာမေရီအောင်ကိုစကားလိုက်ပြောသည်သူ့ထုံးစံအတိုင်းလူရင်းကိုတော်တော်နှင့်မပြောပြခန်းငေါ်ပန်းတက်ခုရတာမလွယ်တဲ့အကြောင်း ဂန်းကောပင်မှာအဆောင်ရှိတယ်လို့သတင်းထွက်နေလို့ကြောက်ကြောက်လန့်လန့်နဲ့ခူးရတဲ့အကြောင်းစိုးချစ်ရောက်လာမှအဖော်ရှိပြီးစိတ်သက်သာရရကြောင်းပြောရင်းကစိုးချစ်ကလည်းခင်မင်းတင့်အတွက်ဂန်းကောပန်းလာခူးတာလေဂန်းကောဦးဆိုတာကလည်းရဖို့မလွယ်ဘူးမဟုတ်လားကံကောင်းလို့နှစ်ပွင့်ရှိနေတာနဲ့အဝေးတဲ့သွားတာဂန်းကောပန်းခူးရောက်တဲ့ကောင်မလေးတွေရောက်မလာသေးတာကလည်းကံကောင်းတဲ့အချက်တစ်ချက်ပဲဒီကောင်လေးတွေကဆိုပြီး ဂန်းငော်ပန်းခူးရောက်တဲ့ကောင်လေးတွေအကြောင်းဆက်ပြောပြန်သည်ဒီကားမှာဈေးတဲကပန်းတဲတွေအကြောင်းရောက်သွားပြန်သည်မေရီအောင်ကတော့အတော်ကလေးတီးခံပြီးနားထောင်ပေးသေးသည်နောက်တော့လက်ကင်ပွားလေးထုံနှာခေါင်းကိုမတိမတာအုပ်ရင်ဟုတ်လားဩစသဖြင့်အလိုက်ထိုက်ပြန်ပြောသည်မြင့်ကြီးကလည်းအားတက်ပြီးပန်းတဲတွေအကြောင်းကနေ အမဲသားတဲ့အကြောင်းဆက်ဖို့လမ်းကြောင်းပြောင်းသည်ဒီတစ်ခါမှာတော့မေရီအောင်ဆက်လက်တီးမခံနိုင်တော့ပဲမြင့်ကြည်ရဲ့ပြောစရာရှိလဲနောက်နေ့မှထပ်ပြောပါလားခုလလောဆယ်တော့အိမ်ပြန်ပြီးခြေထောက်ဈေးလိုက်ရင်ကောင်းမယ်ထင်နေဟင်ဘာဖြစ်လို့လဲနင်ခွေးချေးတက်နေမိလာတယ်ထင်နေတိတ်နံတာပဲအဲမြင့်ကြည်သည်သူ့ခြေထောက်သူငုံကြည့်ဤမေရီအောင်ပြောတာအမှန်သည် ဘဲဘဲဖနှက်အောက်မှာခွေးချေးတွေအချက်လိုက်ကပ်နေသည်ဖနှောက်မှာတောင်လာပေးနေသေးသည်အဲ့ဒါဘာပဲကွာရှက်ဖို့ကောင်းလိုက်တာငါလဲဆက်လိုက်လို့ဘယ်ရတော့မလဲနောက်တစ်ခါထပ်ပြီးစကားလိုက်ပြောဖို့လဲဘယ်ဖြစ်နိုင်တော့မလဲမီရီယံကငါ့ကိုတွေ့တာနဲ့ဖြုံးစီစီဖြစ်နေတာကွာတော်ကြဟားလွင်ပြက်တနာပဲတော်ပါပြီကွာလက်လျှော့လိုက်တာကောင်းပါတယ်ဟူမြင့်ကြီးကသူ့အဖြစ်ကိုလာပြောပြသည် ပြီးတော့မင်းကတော့ခင်မေတွင်းနဲ့အဆင်ပြေတယ်မဟုတ်လားမပြေပါဘူးကွာစိုးချစ်ကသူ့အိဗယ်နဲ့သူပြောသည်မြင့်ကြည်ကအာမဖြစ်နိုင်တော့ကွာဒီကရုံးမကမင်းကိုတစ်ဖက်သက်ဖြစ်နေတာလူတိုင်းသိတာပဲဟာဟုတ်ပြောသည်ဘာပဲဖြစ်ဖြစ်မြင့်ကြည်ကမေရီယောင်နဲ့ပတ်သက်ပြီးဆက်မကြိုးစားကြောကြောင်းသိရသဖြင့်စိုးချစ်အတွက်အခွင့်အလမ်းပြန်ပေါ်လာပြီဟုဆိုရမည်ဟုတ်ကဲ့ပါရှင် ဂန်းခွန်ဤအပိုင်း၁၁ကိုဒီနေရာမှာခိတ္တခဏရနာခွင့်ပြုပါရှင်။ဂန်းခွန်ဤအပိုင်း၁၂ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့ channel လေးကိုနားဆင်အားပေးနေကြတဲ့တော်လှန်ပြည်သူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။